November 26ရက်ဗုဒ္ဓဘူးနေ့ရဲ့တိတ်ဆိတ်နေတဲ့နေ့လည်ခင်းအချိန်မှာဟောင်ကောင်တိုင်ဖိုခရိုင်ရဲ့မိုးမျော်တိုက်တွေကြားကအမြင်ကွင်းရဆိုရင်ငြိမ်းချမ်းမှုကနေကတ်ဆိုးတစ်ခုအဖြစ်ရုပ်ကြည်ပြောင်းလဲသွားခဲ့ပါတယ်။ Wan Fu Ko လူနေအိမ်ရာဝင်းတွေကနေမိခိုးလုံးကြီးတွေနဲ့ပြင်းထန်တဲ့မိတောက်တွေကရုပ်တွေထွက်ပေါ်လာခဲ့တာပါ။အချိန်အဖြစ်မိုးလွဲ2:50မိနစ်ဝင်းကျင်အရောက်မှာတော့ဒီကတ်ဆိုးကြီးရဲ့နေရာကအစတင်ခဲ့ပါတယ်။အဲ့ဒီအချိန်က Wan Fu Ko အဆောက်အဦတွေကပြုပြင်မုန်းမှန်မှုတွေလှုပ်ဆောင်နေစေဖြစ်တာကြောင့်မလို့ အပြင်နယ်ရန်တခြားမှာဝါချမ်းတွေနဲ့ပိုက်ကွန်တပွဲဖြန့်ကျက်ကာယံထားတဲ့အချိန်လေးဖြစ်ပါတယ်။ကနအူးမှာတော့မီတောက်ကအသာမန်ကူးဆက်မှုအသေးစားလေးတစ်ခုအသွင်နဲ့သာစတင်ခဲ့တာပါ။ဒါပေမဲ့၆သွေးနေတဲ့ဝါချမ်းတွေကမီလောင်စာအကောင်းစားတွေတပွဲဖြစ်သွားခဲ့ပြီးတော့လေအဟုန်နဲ့ပေါင်းစားလိုက်တဲ့အခါမှာတော့အချိန်လေးကထိန်းချုပ်လို့မရတော့တဲ့အဆင့်ကိုချက်ချင်းရောက်ရှိသွားခဲ့ပါတယ်။စက္ကန့်ပါမိနစ်ပိုင်းအတွင်းမှာပဲအဲ့ဒီမီအသေးစားလေးကကြောက်ခမန်းလေးလီမီဟုံးဟုံးတောက်ကြီးအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ မီးတောက်တွေကအဆောက်အဦရဲ့အောက်ခြေကနေအပေါ်တက်တွေစီကိုရမ်းမီးကျိုးရှို့လိုက်တယ်လို့မျိုးလျှက်စီးလက်တဲ့အချိန်အဟုန်နဲ့ထိုးတက်သွားခဲ့ပါတယ်။တိုက်ပြပမာကာယံထားတဲ့ဝါညံ့တွေအလုံးကိုရရက်ဆက်ဆက်ဝါမြူလိုက်ပြီးတော့အဆောက်အဦတစ်ခုလုံးကမီးပင်လယ်ဝေနေတဲ့မီးတိုင်ကြီးအလားရုတ်ချီးပြောင်းလဲသွားခဲ့ရပါတယ်။ပထမဆုံးမီးငိမ့်သက်ရေဖွဲ့တွေရောက်ရှိလာတဲ့အချိန်မှာတော့အချိန်လေးကတကယ်ကိုရှင်းလေးကြပါပဲ။မီးတောက်တွေကတိုက်အပြင်ဘက်ဝါညံ့တွေရဲ့မီးစာကနေတဆင့်အချိန်မတတ်နိုင်ဘဲနဲ့အထက်အတော်များများစီကိုဖောက်ထွင်းဝင်ရောက်နေပြီးတော့ လူတွေနေထိုင်ရာအခန်းများစွာကိုပါစတင်ဝါမျိုးနေခဲ့ပါပြီ။မီးလောင်ကျွမ်းခဲ့တဲ့အဆောက်အဦရဲ့အရွယ်စားကကြီးမားလွန်ပြီးတော့32ထက်မြင့်ကငှားရဲနေထိုင်နေတဲ့အခန်းပေါင်း2000နီးပါးလဲရှိတာကြောင့်မိငိမ့်သက်ရေးသမားတွေအတွက်စိန်ခေါ်မှုကကြီးမားလာပါတယ်။ဒီထက်ပိုပြီးတော့ဝမ်းနည်းစရာကောင်းတာကဒီအင်ယာရဲ့နေထိုင်သူအများစုကတက်ကြီးရွှဲအိုတွေဖြစ်ပြီးတော့ကျမ်းမာရေးဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာရလှုပ်ရှားသွားလာမှုအတွက်ကန့်သက်ချက်ရှိနေတဲ့သူတွေဖြစ်ခဲ့လို့ပါပဲ။ မီးနဲ့မီးခိုတွေကတကုတ်လုံးကိုဝါးမြူနေတဲ့အဆောက်အဦတွေထဲမှာသူတို့အတွက်ကတော့ဒီအဆောက်အဦကြီးရဲ့အောက်ခြေအထိဘေးလို့ဖို့ပြေးဖို့ဆိုတာကလက်တွေ့မှာပြင်နိုင်သလောက်ပါပဲ။ဈေးဆံလန်းတွေကမီးခိုတွေဥပြီးတော့မီးနဲ့ပိုင်းတွင်းမှာပြင်းထန်သွားခဲ့တာကြောင့်အသက်ရှူရခက်ခဲပြီးတော့သွားလာရခက်ခဲနေတဲ့သူတွေကအခန်းထဲမှာအထက်မြင့်အနေမှာပိတ်မိနေပါတယ်။ထောင်ချနေတဲ့လူဦးရေကမိမိတို့ရဲ့နေအိမ်တွေထဲမှာကြောက်ရွံ့တုန်လှုပ်စွာနဲ့ပဲအားကိုးရမယ်ဖြစ်နေတဲ့အခြေအနေတွေကလည်းတကယ်ကိုရင်းနှီးစရာမြင်ကွင်းပါပဲ။ လမ်းမတွေပေါ်မှာစုယုံနေကြတဲ့မျက်မြင်သက်တွေရဲ့ပြောကြချက်အရဆိုရင်တော့အထက်မြင့်တွေကနေထွက်ပေါ်လာတဲ့ရင်ကွဲစရာအဟင်းကိုယူတန်တွေကိုလည်းကြားခဲ့ရပါတယ်တဲ့မိခိုးတွေကြားကပြရင်းမောက်တွေလာတာဆောင်တွေကနေလက်ပြပြီးတော့အကူကြီးတောင်းခံနေတဲ့လူတွေရဲ့ပုံရိပ်ကဘသူကမစိုးစိတ်ထိခိုက်စေခဲ့ပါတယ်ဒီကပေးရဲ့အဆိုးဆုံးအကြောင်းတစ်ခုကတော့လုံခြုံရေးစနစ်ရဲ့ချုပ်ရင်းချက်ပဲဖြစ်ပါတယ်အဆောက်အဦတွင်မှာတက်ဆင်ထားတဲ့မီးချက်ပေးစနစ်တွေကမီးစတွင်လောင်ကျွမ်းပြီးတော့အထက်များစွာကိုကူးဆက်နေတဲ့အချိန်ထိကိုလုံးဝလုံးဝမမီခဲ့ပါဘူး ဒါကိုနေထိုင်ရသူတွေကပြောပြခဲ့တာပါဒီလိုမျိုးလုံခြုံရေးစနစ်ပြက်ကွက်နေတာကြောင့်ဆုံးရှုံးသွားခဲ့ရတဲ့အဖိုးတံမီးနဲ့ပိုင်းလေးတွေကမိကိုပုံမပြီးတော့အချိန်ဟုန်ကြီးမစေခဲ့တာပါဒါကြောင့်မလို့နေထိုင်သူတွေကလည်းဘေးလူရာကိုထွက်ခွာဖို့အတွက်လုံးဝကိုအခွင့်အရေးမရဘဲနဲ့ပိတ်မိနေခဲ့တာဖြစ်ပါတယ်အလိုလျောက်တတိပေးစနစ်ကအချက်မပြခဲ့တဲ့အတွက်မိလောင်နာကိုလူတွေကဘလို့တီးခဲ့ကြတာလဲနေထိုင်သူတွေကမိကုန်းနဲ့ဆောင်မလို့အိမ်နီးချင်းတွေရဲ့အဟိတတိပေးတဲ့နေကနေတဆင့်အရေးပေါ်အခြေအနေကိုသိရှိခဲ့ကြရတာပါ လုံခြုံရေးဝန်ထမ်းတွေကလည်းအသက်ကိုပဒါနာမထားဘဲနဲ့အထက်တိုင်းကိုပြေးလွှားပြီးတော့တကားခေါက်တတိပေးခဲ့ကြတာကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေကပို့ပြီးတော့ဖျို့ဖျဲဖြစ်ခဲ့ရတာပါဒီလိုမျိုးစနစ်တကျမဟုတ်တဲ့တတိပေးမှုကမိကိုထိန်းချုပ်ဖို့အတွက်စူးစမ်းရမယ့်တန်ဖိုးရှိတဲ့အချိန်တွေကိုစားသုံးပြီးခဲ့တယ်လို့မျိုးဖြစ်တာကြောင့်မိရဲ့အရှိန်အဟုန်ကပို့ပြီးတော့ကြီးထွားသွားတယ်လို့ဝေဖန်သူတွေကလည်းပြောကြားခဲ့ပါတယ်အချိန်တွေကထိန်းချုပ်မရတော့တဲ့အဆင့်ကိုရောက်ရှိလာတဲ့အတွက် အာနာမိုင်းနေကတော့ဒီဖြစ်စဉ်ကိုဟောင်ကောင်ရဲ့အမြင့်မားဆုံးမီးပေးအန္တရာယ်ဖြစ်တဲ့ level 5အဆင့်5အဖြစ်တရားဝင်သတ်မှတ်ကြေညာခဲ့ပါတယ်။ဒီဆင့်ကအစိုးဆုံးကပ်ဘေးတစ်ခုအတွက်တည်သက်သတ်မှတ်လေးရှိတဲ့အဆင့်တစ်ဆင့်ဖြစ်ပါတယ်။အရေးပေါ်တပ်ဖွဲ့ဝင်တွေကအင်အားပြည့်စုံစုစည်းခဲ့ကြပြီးတော့မိသက်ကကယ်ဆယ်ရေးရှင်တွေနဲ့လူနာတင်ရင် စုစုပေါင်း၁၀၀ကျော်ကိုချက်ချင်းစီလုပ်ခဲ့ပါတယ်။လမ်းမတွေပေါ်မှာလည်းအရေးပေါ်ရင်တွေကပြင်းနဲ့ကအော်အော်တန်တွေဆူညံပေါ်လို့ရိုက်နေခဲ့ပြီးတော့တိုင်ဖိုခရိုင်တစ်ခုလုံးကအစစ်မြေပြင်တပ်ဖွဲ့ဖြစ်သွားခဲ့ပါတယ်။ ဂျပန်မက်မီရဲ့အရှင်ဟုန်ကအမှန်တကယ်ကိုပြင်းထန်လွန်ပါတယ်။အဆောက်ကနေထွက်ပေါ်လာတဲ့အပူလှိုင်းတံတွေကြောင့်မလို့မိသက်သမားတွေကအနီးကပ်ဆင်းကပ်ဖို့အတွက်အခက်အခဲတွေလည်းအတော်ကြုံခဲ့ရပါတယ်။အထူးသဖြင့်လေကားမြစ်ပလက်ဖောင်းတွေကတော့အဆောက်ရဲ့အနီးကိုတိုးဝင်ပြီးတော့မိငိမ့်တက်ဖို့မဖြစ်နိုင်တော့ဘဲနဲ့မိသက်သမားတွေကလည်းသူတို့ရဲ့လုံခြုံရေးအကြိမ်ကြိမ်ကိုစုပ်ခွာပြီးမှသာလေပြန်လည်တိုက်ပွဲဝင်ခဲ့ကြရတယ်။ဒီဇိုင်းမှမီးဆွဲလောင်နေတဲ့ပြုပြင်ရေးလုပ်ငန်းသုံးဝါညံတွေကမီးတံကြောင့်မလို့အရေးအတွက်များစွာကျိုးပဲ့ပြိုကျပျက်စီးခဲ့ရတယ်။ မီးလောင်နေတဲ့အစိပ်ပိုင်းတွေကမိုးကျပြစ်တယ်လို့မျိုးအောက်ဖက်လမ်းမတွေဘက်ကိုပြန်ကျဲကျရောက်ကုန်ပြီးတော့မြေပြင်မှာလည်းမီးလေးတွေအနေငယ်ချက်မှန်လောက်ကျွမ်းခဲ့တာကြောင့်မီးသားနဲ့ကယ်ဆယ်ရေးလုပ်သားတွေကဗတ်ပေါင်းဆောင်ကနေအန္တရာယ်ပုံမှုပြီးတော့ကြီးမားလာတာကိုရင်ဆိုင်ခဲ့ရပါတယ်။ညဦးပိုင်းအထိရရှိခဲ့တဲ့တဲ့အဆက်လက်တွေကိုပြောရမယ်ဆိုရင်တော့ဒီကဘေးရဲ့လူအသက်ဆုံးရှုံးမှုအတိုင်းတာကအတော်လေးကိုကြောက်မွဖွယ်ကောင်းနေပါပြီ။မိသက်ဓမ္မသူအပဝင်အနေဆုံးလူ73ဦးတေဆုံးခဲ့ရကြောင်းကိုအနာပိုင်တွေကဝန်းနေစွာအတည်ပြုခဲ့ကြပါဗျ။ မိမိသက်ကိုပဒနာမထားဘဲနဲ့ပိတ်မိနေတဲ့သူတွေကိုကယ်ဆယ်ဖို့အတွက်မိရဲကိုရေရဲဝံ့ဝင်ရောက်သွားခဲ့တဲ့မိသက်သမားတွေရဲ့သူရဲကောင်းဆန်စွာကြဆုံးမှုကတော့ရင်းနှီးဆရာကောင်းပြီးတော့သူတို့ရဲ့ဆုံးလမှုကဟာကောင်အတွက်အကြီးမားဆုံးသောဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ရပါတယ်။တင်ဆောင်သူတွေအပြင်ပြင်းထန်တဲ့မိလောင်ထန်ရတွေအဆောက်ထဲကိုမိခိုးတွေပြင်းထန်စွာဝင်ရောက်မှုနဲ့အတူထိလန့်တော်လုံးမှုကြောင့်ရရှိတဲ့စိတ်ဒဏ်ရာတွေကိုခံစားရတဲ့သူများပြားကိုလည်းတွေ့ရပါတယ်။ ဒဏ်ရာရရှိသူဒါဇယ်ပေါင်းများစွာကိုအသက်လူကယ်ဆယ်ပြီးတော့အနည်းပဝင်ခြင်းစေယုံတွေကိုအရေးပေါ်ပို့ဆောင်ပြီးတော့ဆောင်ရှောက်ခဲ့ရပါတယ်။ကြားပြင်လူနေအိမ်တွေဆုံးရှုံးသွားတဲ့ဒေသခံ900နီးပါးကိုလည်းကယ်ဆယ်ရေးလုပ်သားတွေကယာယီခိုလုံရစကန်းတွေစီကိုလုံခြုံစွာပို့ဆောင်ပေးခဲ့ရပါတယ်။ရုတ်တရက်အိမ်ယာမဲဘွားကိုရောက်ရှိသွားတဲ့ဒီလူတွေကကိုပိုင်းပစ္စည်းအနည်းငယ်ပဲကုတ်ချပြီးတော့လမ်းမတွေပေါ်မှာစိတ်ပိုင်းဆိုင်ရာတောင်းလုံးချောက်ချားမှုတွေနဲ့ရှုတ်ကရနေတဲ့အခြေအနေတွေနဲ့ရပ်နေကြပါတယ်။သူတို့ရဲ့မရေရာတဲ့အနာဂတ်အတွက်အစိုးရပြူပန်မှုတွေနဲ့ပြည့်နှက်နေကြတာပါ။ ကြလောက်စီလင်းမြန်ပြီးတော့ပြင်းထန်စွာမထိန်ချုံနိုင်တဲ့မိကူးဆက်မှုဖြစ်ရခြင်းအဓိကတရေခံကတော့အဆောက်အဦရဲ့အပြင်ဘက်မှာကာယံထားတဲ့ဝါးညံ့တွေလည်းဖြစ်တယ်ဆိုပြီးတော့ကနအူးစုံစမ်းချက်တွေရသိရပါဗျ။တဘာဝအတိုင်းဆုပ်သွိပ်ပြီးတော့မီးလောင်လွယ်နေတဲ့ဝါးတွေကအဆောက်အဦရဲ့ပတ်လည်မှာမီးတိုက်ထောင်ထားသလိုမျိုးဖြစ်နေခဲ့ပါဗျ။မီးဆောက်လောင်တဲ့အချိန်မှာဒီဝါးညံ့တွေကမီးတောက်တွေကိုအောက်ခြေကနေအထက်မြင့်နေစီရန်ကြိုတမျှလျှက်တပြက်နဲ့တဲဆောင်သွားခဲ့တာဖြစ်ပြီးတော့မီးကိုအပြင်ဘက်ကနေအတွင်းဘက်စီလူနေခန်းနေစီကိုအလွဲတကူဖြန့်နှက်စေခဲ့တာပါ။ ဒါကြောင့်မလို့ဒီမီလောင်မှုကဟောင်ကောင်မြို့အတွက်ကြီးမားတဲ့လုံခြုံရေးမီးခွန်းတွေကိုစတင်ပြီးတော့ပေါ်ပေါက်စေခဲ့ပါတယ်။လူနေထူတတ်တဲ့မြို့ပြ area အထက်မြင့်အဆောက်အဦတွေကိုပြည်ပြင်းတဲ့နေရာမှာမီးဆွဲလောင်နေတဲ့ဝါညံ့တွေကိုအသုံးပြုနေတာဟာဆိုရင်လုံခြုံရေးစံနှုန်းဆောက်လုပ်ရေးစည်းကမ်းချက်တွေနဲ့အာဏာပိုင်ရဲ့စစ်ဆေးရေးလုပ်ငန်းစဉ်တွေကိုဘလောက်ထိလိမ့်ဟာနေလဲဆိုတော့ဝေဖန်မှုတွေကအများပြားထွက်ပေါ်လာခဲ့ပါတယ်။နောက်ဆုံးရရှိထားတဲ့သတင်းတွေအရဆိုရင်ဟောင်ကောင်တိုင်ပိုခရိုင်မှာရှိတဲ့တိုက်ခန်းတွဲမီးလောင်မှုကြောင့်မလို့တေဆုံးသူက44ယောက်အထိကိုမြင့်တက်လာပြီးတော့ နောက်ထပ်45ရောက်ကတော့အစိုးရရတဲ့အခြေအနေရှိနေရဆိုပြီးရဲတပ်ဖွဲ့ကပြောပါရယ်။ဒါကဟောင်ကောင်မြို့မှာရှိတဲ့အထက်မြင့်လူနေအဆောက်အဦတွေကိုဆယ်စုနှစ်သုံးစုတွင်အစိုးရအဆုံးမိလာမှုဖြစ်ပြီးတော့လူပေါင်း296ရောက်ထက်မနည်းပျောက်ဆုံးနေဆဲဖြစ်တယ်လို့ဆိုပါရယ်။လူ40ကအခင်းဖြစ်ရာနေရာမှာတေဆုံးခဲ့ပြီးတော့၄ယောက်ကတော့ဆေးရုံအယောက်မှာတေဆုံးခဲ့တာဖြစ်တယ်လို့မိသက်ဌာနရဲ့ဒုတိယညွှန်ကြားရေးမှူး Direct Anston Chan ကပြောပါရယ်။ မမိုက်နေတဲ့အချိန်မှာကင်ဆယ်ရေးလုပ်ငန်းအတွက်အန္တရာယ်နဲ့အခက်အခဲတွေထပ်မံဖြစ်ပေါ်စေပြီးတော့လက်ရှိအချိန်ထိမီးလောင်ရနေရာအတွင်းမှာအပူချိန်ကအရန်မြင့်မာနေတာကြောင့်မလို့အဆောက်အုံတစ်ခုရဲ့အပေါ်ဆုံးထက်တွေကိုကင်ဆယ်ရေးဆက်လက်လုံဆောင်မှုအတွက်အခက်အခဲတွေရှိနေတယ်လို့လည်းပြောခဲ့ပါဗျ။အဆောက်အဦရှိခုအနက်မှာမီးလောင်ကျွမ်းမှုတွေကိုထိန်းချုပ်ထားပြီးတော့ညနေပိုင်းမှာတော့မီးငြိမ်းတက်နိုင်မယ်လို့မျှော်လင့်တယ်လို့ဆိုပါရယ်ဒီအင်အားကအထက်မြင့်30ကျော်တဲ့တိုက်ခန်းတွဲရှိခုမှာအခန်းပေါင်းက2000ရှိတာပါ ဒါပေမဲ့လည်းအိမ်ယာကိုပြန်လည်ပြုပြင်ရမှာတရုတ်ရိုးရာဘီတုကလက်ရာရဲ့အဓိကအစိပ်ပိုင်းတွေဖြစ်တဲ့ဝါနဲ့ပိုလီစတိုင်ရင်းဖော်တွေအပါဝင်မီးလောင်ရတဲ့ပစ္စည်းတွေနဲ့တိစားမှုကြောင့်လို့လဲဆိုပါရယ်မီးလောင်မှုကိုအဆင့်90အဖြစ်သတ်မှတ်ခဲ့ပြီးတော့ဟောက်ကောင်မှာတော့အပြင်းထန်ဆုံးပါဟောက်ကောင်မျိုးအနေနဲ့လည်းမိုးမျောတိုက်တွေလူနေထူတက်တဲ့အိမ်ယာဝင်းတွေရဲ့လုံခြုံရေးစံနှုန်းတွေနဲ့ပတ်သက်ပြီးတော့ပြန်လည်ဆန်းစစ်ဖို့အတွက်အချိန်ရောက်လာပါပြီတိုင်ဖိုခိုင်ကမီးခိုးတွေတဖြည်းဖြည်းနဲ့ပြန့်လွင့်သွားပေမဲ့ ီလိုဖြစ်ဆုံးမျိုးနောက်ထပ်ဘယ်တော့မှမဖြစ်ပွားဖို့အတွက်မျှော်လင့်ရင်းနဲ့ပြန်လည်ထူထောင်ရေးခရီးကိုစတင်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုလည်းကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့နောက်ထပ်ဗီဒီယိုတွေကိုစောင့်ကြည့်ပေးဖို့မေ့ပါနဲ့နော်။